ားလုံးပဲမင်္ဂလာပါရှင် Beauty and Health Corner မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးသွားမယ်အကြောင်းအရာလေးကတော့သွေးလွန်တုပ်ကွေးနဲ့ယောဂလက္ခဏာများစိတ်ကုသမှုအစီအစဉ်ယောဂခံစားရခြင်းအာရင်ကုန်ခန်းခြင်းနဲ့ကြိုတင်ကာကွယ်ခြင်းတို့ပဲဖြစ်ပါတယ်။သွေးလွန်တုပ်ကွေးတုံမဟုတ်အယိုးကွဲပြား break bone fever ဟုလည်းလူသိများပြီး ၎င်းဒီတွေးလွန်တော့ကိုယောဂပိုးကြောင့်ဖြစ်ပေါ်တော့ကူးဆက်တတ်တဲ့အပူပိုင်းဒေတာယောဂတမျိုးဖြစ်ပါတယ်။ပုံမှန်ယောဂလက္ခဏာများမှာဖျားခြင်း၊ခေါင်းကိုက်ခြင်း၊ထူကြတော့အရေးပြားတွင်အနည်းဆက်များထွက်ခြင်းကျွတ်သားနဲ့အစင်များနာကျင်ခြင်းတို့ဖြစ်စေပါတယ်။အ ਨੇ အချင်းမှာအတက်အန္တရာယ်ပေးသည့်အထိရှုပ်ထွေးမှုများကိုဖြစ်စေသည့်တွေးလွန်တုံ့ကွင်း တွေးယူစည်းခြင်းကိုဖြစ်စေနိုင်တယ်နဲ့တွေးလန့်ယောဂလက္ခဏာစုခန္ဓာကိုယ်အတွင်းတွေးဖီရာအလွန်ကြဆင်းသဖြင့်ခန္ဓာကိုယ်တွင်ကလီစာများအလုံးလုံးခြင်းကိုကစင့်ကလျာဖြစ်စေနိုင်တယ်လို့ဖြစ်ပေါ်စေပါတယ်အခုဆက်လက်ပြောပြပေးသွားမှာကတော့တွေးလွန်တော့ကိုယ်ရဲ့ယောဂလက္ခဏာများဖြစ်ပါတယ် သွေးလွန်သောကွေးယောဂပိုးကိုးစက်ခံရသူများတွင်အများအားဖြင့်ယောဂလက္ခဏာမပြပဲသို့မဟုတ်ရိုးရိုးဖျားခြင်းကဲ့သို့တာမန်ယောဂလက္ခဏာသာရှိပါသည်။တခြားသူများတွင်ပုံမူပြင်းထန်သောဖျားနာမှုမျိုးရှိပြီးအနည်းစုမှာအသက်အန္တရာယ်ရှိပါသည်။ ယောဂပြုသည့်ကာလယောဂဖြစ်သည်မှစ၍ယောဂလက္ခဏာများပေါ်ပေါက်ချိန်တွင်3ရက်မှ14ရက်အထိကြာမြင့်ပါれ။တုံရာတွင် အများအားဖြင့်4ရက်မှ9ရက်ကြာတတ်ပါれ။ဆိုလိုသည်မှာယောဂဖြစ်ပွားလေးရှိသောဒေတာများသို့ ခရီးသွားခဲ့သူသည် အိမ်သို့ပြန်ရောက်ပြီး14ရက်အတွင်းအပြားနှင့်အခြားယောဂလက္ခဏာများပေါ်ပေါက်ခြင်းမရှိပါကတွင်းလုံးတုပ်ကိုကူးဆက်ခံခဲ့ရခြင်းမရှိဟုယူဆရပါれ။ ကလေးများဟာတာမန်အေးအေးမိခြင်းနဲ့အစာအိမ်အချင်းပေါက်ခြင်းအော့အန်ခြင်းနဲ့ဝမ်းလျှောခြင်းလက္ခဏာများနဲ့စင်စင်လက္ခဏာများမကြခဏဖြစ်ပွားတတ်တော်လဲပြင်းထန်သည့်ယောဂများဖြစ်ပွားရင် ပုံမူ၍အလားအလာရှိပါတယ်အခုဆက်လက်ပြောပြပေးသွားမယ်အစီအစဉ်ကတော့ဆေးကုသမှုအစီအစဉ်ပဲဖြစ်ပါတယ်။သွေးလွန်တုပ်ကိုရဲ့ထူကြတော့လက္ခဏာများမှာရုတ်တရက်ဖျားခြင်း၊ကောင်းကိုက်ခြင်း၊ပုံမှန်အားဖြင့်မျက်ရိုးကိုက်ခြင်း ျော့သားနဲ့အစက်များနာကျင်ခြင်းအနီးဖူးများထွက်ခြင်းတို့ဖြစ်ပါတယ်။တွင်းလွန်တုတ်ခွေးရဲ့အခြားအမိဖြစ်တော်အယိုးကွဲပြားဟူသောအမိသည်ကျော့သားနဲ့အစက်များနာကျင်မှုတို့ကြောင့်ဆက်ဆက်ခေါ်ဆိုခြင်းဖြစ်ပါတယ်။ယောဂဖြစ်ပွားမှုကို၃ပိုင်းခွဲခြားထားပါတယ်။၎င်းတို့မှာဖြားနာတဲ့ကာလအရေးကြီးကာလနလန်ထကာလတို့ဖြစ်ပါတယ်။ ချားနာချိန်မှာအပြားကြီးပါတယ်မကြာခဏဆိုသလိုအပူချိန်40ဒီဂရီစင်တီဂရိတ်104ဒီဂရီ ဖာရင်ဟိုက်ရှိတတ်ပြီးရေဘူးရနာကျင်ခြင်းနဲ့ခေါင်းကိုက်ခြင်းတွေလည်းတွေး၍ပါလာတတ်ပါတယ်ဤချိန်ဒီမှာနှစ်ရက်ကနေ9ရက်အထိကြာမြင့်တတ်ပါတယ် ပဇန်းနဲ့နှာခေါင်းမှာချွဲတလိထွက်တော့အမွေးများမှာသွေးအနှဲငယ်ထွက်ခြင်းကြောင့်အေးပြားနေလာခြင်းစံချီမြင်သွေးကြောလေးများပောက်ကွဲသဖြင့်သွေးချိန်ဥဟုခေါ်တော့အနီးစပ်ကလေးများပေါ်ပေါက်ခြင်းတို့ဟာဤကာလတွင်ဖြစ်ပေါ်နိုင်ပါသည်အေးကြီးကာလရောက်ရှိလာပါကအပြားကြီးခြင်းသည် ပုံမှန်အားဖြင့်တစ်ရက်မှနှစ်ရက်ထိကြာတတ်ပါသည် ဤကာလမှာစံချီမြင်သွေးကြောများမှာသွေးများယူဆိုင်ထွက်မှုများပြန့်နှံ့လာတော့ကြောင့်ရင်ဘတ်နဲ့ဝမ်းကောင်းတွင် အရေးများတိတာစွာစုပုံလာနိုင်ပါတယ်။ဤတို့ဖြင့်ခန္ဓာကိုယ်မှာလှည့်ပတ်နေသောသွေးများလျော့ပါသွားပြီးအ धिक ကြတော့ကိုယ်တွင်းအစိတ်ပိုင်းများစီတို့သွေးရောက်ရှိမှုလျော့နေသွားပါတယ်။ဤကာလမှာကိုယ်တွင်းအစိတ်ပိုင်းများလှုပ်ဆောင်မှု ပြက်ပြားကပုံမှန်အားဖြင့်အစာအိမ်နဲ့ဦးလန်းချောင်းမှာအလုံးအမင်းသွေးထွက်ခြင်းဖြစ်ပေါ်နိုင်ပါတယ်။ ။သွေးလန့်ခြင်းနဲ့သွေးပောင်ကျခြင်းဖြစ်သူများဟာသွေးလွန်တုံ့ကွေးဖြစ်သူများအားလုံးရဲ့900ခန့်နှုန်းထက်နည်းပါတော့လေ။တခြားသောမျိုးကွဲသွေးလွန်တုံ့ကွေးရောဂါပိုးများရခင်ကကူးစက်ခံခဲ့ရပါက အခြေအနေပိုမိုဆိုးရွားစေနိုင်ပါတယ်။ရိုးစိမ့်သွားတော့သွေးများကို သွေးလက်ပတ်မှုလမ်းကြောင်းအတိုင်းပြန်ရောက်ရန်ပို့ဆောင်ခြင်းသည် နလန်ထကာလဖြစ်ပါတယ်။ဤကာလမှာနှစ်ရက်မှ၃ရက်ကျော်ဖြစ်လေရှိပါတယ်။ ယောဂတတ္တမှုတည်တာလာပါတယ်။အတော့ရရင် ပြင်းထန်စွာရားရံခြင်းနဲ့နှလုံးခုန်နေခြင်းတို့ကရှိတတ်ပါတယ်။ဤကာလမှာ သွေးများခန္ဓာကိုယ်တွင် အစမတန်များပြလာတတ်ပြီးအကယ်၍အုံနောက်ကိုတက်ရောက်မှုရှိပါကတတိထိန်ချုပ်မှုစွမ်းအားညော့နေစေခြင်းတို့မဟုတ်တတ်ခြင်းများဖြစ်စေနိုင်ပါတယ်။ဆက်လက်ပြီးတော့ ယောဂခံစားရခြင်းများကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နိုးစိုးကလေးများနဲ့ကလေးငယ်များတွင်ယောဂပြင်းထန်စွာဖြစ်ပွားလေရှိပါတယ်။အခြားသောယောဂဖြစ်မှုများနဲ့ဆန့်ကျင်စွာသွေးလွန်တုပ်ကွေးရာအာဟာရပြည့်ဝသောကလေးများတွင်ပုံမှုအဖြစ်များပါတယ်။အမျိုးသမီးများ၏အမျိုးသားများထက်အန္တရာယ်ပိုရှိပါတယ်။သွေးလွန်တုပ်ကွေးဟာနာတာရှည်ယောဂများဖြစ်သောစီးကျိုယောဂနဲ့ပန်းနာရင်ကျက်ယောဂရှိသော သူများအတွက်အသက်အန္တရာယ်ရှိနိုင်ပါတယ်။ယောဂဆက်စေးတတ်မှတ်ခြင်းအထွေထွေဝမ်းပိုက်နာခြင်းမူအဆက်မပြတ်အောအန်ခြင်းအသေးကြီးခြင်းတလိတ်တွင်တွေးပါခြင်းတွေးနေမှုပါဝင်မှုများပြီးတွေးဥမွားနေခြင်းတို့ဖြစ်ပါတယ်။ တွေးလွန်တုပ်ကွေးယောဂကြောင့်အာအင် ကုန်ခန်းခြင်းတို့လည်းဖြစ်စေပါတယ်။တွေးလွန်တုပ်ကွေးယောဂဆက်စေးတတ်မှတ်ခြင်းကို ပုံမှန်အားဖြင့်လူနာကပြောကြားလာတော့ယောဂလက္ခဏာများနဲ့ရုပ်ပိုင်းဆိုင်ရာဆက်စေးခြင်းတို့ကို အခြေခံ၍နီးလန်းတကြပြုလုပ်ရပါတယ်။အထူးသဖြင့်ယောဂဖြစ်ပွားလေးရှိသောဒေတာများမှာပြုလုပ်လေးရှိပါတယ်။ဒါပေမဲ့လည်းယောဂဖြစ်စာမှာတခြားသောယောဂပူမှကူးဆက်ခြင်းများနဲ့ခွဲခြားတည်နိုင်ရန်ခက်ခဲပါတယ်။ ဖြစ်နိုင်ခြေရှိသောယောဂစမ်းသပ်တတ်မှတ်ခြင်းကအဖျားရှိနေခြင်းအပြင်အောက်ပါအချက်များမှာနှစ်ချက်နဲ့ကိုက်ညီသောတွေးရှိချက်များအပေါ်အခြေခံပါတယ်ပြုတ်ခြင်းနဲ့အော်အန်ခြင်းအနီးဖူးထွက်ခြင်းရေဘူးရနာကျင်မှုများတွေးဖြူအရေးတွက်နေခြင်းတွေးသိပတိစီစစ်ဆေးခြင်းတွင်တေချာကြောင်းအဖြစ်ရရှိခြင်းတို့မဟုတ်ယောဂဖြစ်ပွားလေးရှိသောဒေတာမှာနေထိုင်သူတို့မှာတခြားတတိပေးချက်များတစ်ခုခုရှိပါတယ် တတိပေးချက်များဟာအများအားဖြင့်ပြင်းထန်သောသွေးလွန်တုပ်ကွေးမဖြစ်ပွားမီသွေးရလေးရှိပါတယ်။သွေးတိတ်ပတ်တီစီဆက်ဆေးခြင်းမှာ9မိနစ်စာသွေးဖီယာတိုင်ဆက်အသုံးပြုခြင်းပါဝင်ပြီးအနီစက်များထွက်လာသောအခါသွေးရုပ်ဆိုင်မှုများကို ရေတွက်ခြင်းပြုလုပ်ကြပါတယ်။အရေအတွက်များလင်းသွေးလွန်တုပ်ကွေးကိုတတ်မှတ်နိုင်ရန်အလားအလာများပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ခြေကွန်ကံရအဖျားယောဂါကခွဲခြားရန်ခက်ခဲနိုင်ပါတယ်။ခြေကွန်ကံရအဖျားယောဂါကအလားတူယောဂါကုသမှုတစ်မျိုးဖြစ်ပြီးသွေးလွန်တုပ်ကွေးဖြစ်ပွားလေရှိသောဒေသများတွင်ဖြစ်ပွားလေရှိကယောဂါလက္ခဏာအတော်များများဟာသွေးလွန်တုပ်ကွေးယောဂါလက္ခဏာများနဲ့ဆင်တူပါတယ်။မကြာခဏပင်ယောဂါဆက်စေးခြင်းများသည့် အလားတူယောဂလက္ခဏာများရှိသောငှက်ဖျားယောဂ၊ကြွမသစင်၊ကူးဆက်တတ်သောအတဝါယောဂ၊တိုက်ဖက်ယောဂနှင့်အုံနောက်အမေးရောင်ယောဂကဲ့သို့သောအခြားအခြေအနေများကိုချွင်းချန်ထားရန်ပြုလုပ်လေးရှိပါသည်။နောက်ဆုံးပြောပြပေးသွားမှာကတော့ကြိုတင်ကာကွယ်ခြင်းပဲဖြစ်ပါတယ်။လောလောဆယ်အားဖြင့်သွေးလွန်တုပ်ကွေးယောဂပူးအတွက်အတိပြုထားသောကာကွယ်ဆေးများမရှိသေးပါဘူး။ကြိုတင်ကာကွယ်ခြင်းသည်ယောဂကူးဆက်စေသောခြင်အကိုက်ခံရခြင်းကိုထိန်းချုပ်မှုနဲ့က ကွယ်မှုအပေါ်မူတည်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကအချက်၅ချက်ပါတဲ့ပေါင်းဆက်ဖွဲ့စည်းထားသော Vector ကိုကုဆတ်ရောဂါပိုးထိန်းချုပ်ရေးအစီအစဉ်ကိုတိုက်တွန်းထားပါတယ်။နံပါတ်၁ထောက်ခံအားပေးမှုလူမှုရေးရာပြောင်းရွှေ့နေထိုင်ခြင်းနဲ့လူမှုကျန်းမာရေးအဖွဲ့စည်းများနဲ့လူမှုအဖွဲ့စည်းများခိုင်မာမှုရှိစေရန်ဥပဒေအတည်ပြုပြတန်းခြင်းနမနဲ့ကျမ်းမာရေးနဲ့တခြားသောကဏ္ဍများနှစ်ခုကြားဥပပေါင်းဆောင်ရွက်ခြင်းနမ ယောဂထိန်ချုပ်ရန်ရင်းမြစ်များကို အများဆုံးအသုံးပြုနိုင်ရေးအတွက်စူပေါင်းဆောင်ရွက်ခြင်းနံပါတ်၄ဆောင်ရွက်ခြင်းများသည့်လျော်ကန်စွာရည်မှန်ထားကြောင်းတေချာစေရန်တတ်တည်အထောက်အထားအပေါ်အခြေခံသောဆုံးဖြတ်ချက်များချခြင်းနံပါတ်5ဒေတာတွင်အချိန်ဤအတွက်လုံလောက်သောတုံ့ပြန်မှုတိတ်ချစွာရရှိစေရန်စွမ်းအားတည်ထောင်ခြင်းတို့ဖြစ်ပါれ။ AAGPT ကိုထိန်ချုပ်မှုအခြေခံဤစနစ်မှာ ၎င်းချင်များပောက်ပွားရာနေရာများကိုဖျက်ဆီးတုတ်တင်ခြင်းပင်ဖြစ်ပါတယ်။ထို့သောတုတ်တင်မှုကိုရေတိုလောင်ရာပစ္စည်းများကိုတွန်ပစ်ခြင်းတို့မဟုတ်၎င်းတို့ထဲသို့ပို့တက်စေတို့မဟုတ်ဇီဝထိန်းချုပ်ပစ္စည်းများထည့်ခြင်းပြုလုပ်နိုင်ပါတယ်။အမိုးအကာမရှိတော့ရေတိုလောင်ရာများကိုပတ်ဝန်းကျင်ပြုပြင်ပြောင်းလဲခြင်းဖြင့်အရေးအတွက်နေပါအောင်ပြုလုပ်ခြင်းသည်ပို၍ကောင်းမွန်သောထိန်းချုပ်မှုနည်းစနစ်ဖြစ်ပါတယ်။ ဤနည်းဟာပိုးသက်ဆေးများကြောင့်ကျန်းမာရေးထိခိုက်နစ်နာမှုအပြင်ထိန်းချုပ်ပစ္စည်းများနဲ့ပတ်သက်၍ပိုမိုကြီးမာသောထောက်ပံ့ပို့ဆောင်ရေးအခက်အခဲများကိုဂရုပြုဆောင်ရွက်ပါတယ်။လူများဟာအရေးပြားကိုလုံခြုံစွာဖုံးအုပ်သောအဝတ်အစားများဝတ်ချင်ဖြင့်ချိန်ကိုက်ခံရခြင်းကိုကာကွယ်နိုင်ပါတယ်။တုံမဟုတ်အင်းဆက်အကင်မခံရအောင်ကာကွယ်သောလိန်စည်းကိုလိန်ချင်းဒီလည်းအထူးရောက်ဆုံးဖြစ်သည်ဟုအသုံးပြုနိုင်ပါတယ်လို့ပြောကြရင်ဒီမှာပဲညီကုံချုပ်လိုက်ပါရစေနော်။ ီ channel ဒီတင်လို့အတွက်အချိုးရှိသောဗီဒီယိုများကိုနေ့စဉ်တင်ဆက်ပေးနေတော့ကြောင်းနောက်ထပ်ဗီဒီယိုအသစ်များတင်ရင်သိရှိနိုင်စေဖို့အတွက် subscribe လေးလုပ်ပြီးဘေးအခောင်းလောင်းလေးကို on ထားပေးဖို့တောင်းဆိုပါရစေရှင်